အပိုင်း1089ရဲ့အဆောင်မှာတော့လူဖီဒီယာကိုကိုက်ရိုကိုနိုင်ယူပြီးတဲ့နောက်ပိုင်းမှာတော့အောက်ကိုပြုတ်ကြသွားတယ်။ဒါကြောင့်မလို့ယာမာတူကအပြေးလိုက်သွားပြီးသူမကလူဖီကိုဖမ်းတားပေးခဲ့ပါတယ်။အဲဒီအချိန်လူဖီကတော့အိတ်ပြောနေပြီးဒါကိုမြင်တော့ယာမာတူကလည်းပြုံးနေခဲ့ပါတယ်။ယာမာတူကတော့ပင်မန်းလွန်းလို့ရှာထွက်နေခဲ့ပြီးဖြစ်တဲ့မိုမိုကိုကြည့်လိုက်ကတာဝန်ချေပါတယ်လို့ပြောလိုက်ပါတယ်။ယာမာတူကတော့အရန်ကိုဝမ်းသားနေရကြောင်းလူဖီတို့ကိုမင်းတို့ကောင်တွေကအရန်မိုက်တယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့ငါရမ်းပြောတာပဲလို့လည်းပြောလိုက်ပြီးအဲ့ဒီချိန်ပေါ်ကောင်းနေဗိုက်ဘာကပေါ်လာကသူတို့အားလုံးနဲ့အတူမျိုးကပြည်သူတွေကိုပါကယ်တင်ပေးခဲ့နိုင်ပြီလို့ပြောလိုက်ပြီးဒါမှမဟုတ်သူတို့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ပဲလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ဗိုက်ဘာကမျိုးတော်ကနေတက်လာနေတဲ့မီးဘုံတွေကိုကြည့်ပြီးမမြင်ရတာဘလောက်တောင်ကြာခဲ့ပြီလဲမီးပွဲတော်ကမီးဘုံတွေလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ဗိုက်ဘာကသူ့ရဲ့ခါးကြားတွေကဖုံးဖြူကိုထုတ်ပြီးအားလုံးကိုကြောက်အောင်လူဗီကဂိုက်တူကိုအနိုင်ယူပြီးမြေကြီးတွေကိုမြှုပ်ပလိုက်ပြီလို့ပြောလိုက်ပါရီပြီးတော့ဗိုက်ဘာကဒါကဟုတ်လားလို့ရာမာတို့ကိုလမ်းမိကအတီးပြလိုက်တော့ရာမာတို့ကလည်းဟုတ်တယ်လို့အားရဝမ်းသာပြန်ပြောခဲ့ပါရီ ။ဒါပြင်မူမူကအယာမနာကအသွင်နဲ့မိတော့တိန်တွေကိုဖန်တီးပြီးအားလုံးကိုကယ်တင်ပေးနိုင်လိုက်ပြီလို့လည်းပြောလိုက်ပါရီ။ဘိုင်ဘာရဲ့စကားကြောင့်အားလုံးကပန်းရောင်နဂါကြီးကမူမူနိုစုကဲဆိုတာကိုသိသွားခဲ့ပါရီ။အဲဒီနောက်မှာတော့ဘိုင်ဘာကအိုရန်တီဆုံးသွားပြီးကလေးကစတင်ခဲ့တဲ့ငရဲလူနေရက်တွေကသူတို့အတွက်အဆုံးသတ်သွားပြီလို့ပြောလိုက်ပြီးတိုက်ပွဲကိုလည်းအောင်သွားပြီလို့ပြောလိုက်ပါရီ။ဒါကိုကြားရတော့အားလုံးကဝမ်းသာအားရအောင်ဟိတ်ပစ်လိုက်ကြပါရီ။တယောက်ကတော့သူတို့အသက်ရှင်နေလိမ့်မယ်လို့မထင်အောင်မထင်ထားမိဘူးလို့ပြောနေကြတာပါအဲ့ဒီချိန်ဘိုက်ဘာကလည်းဒုတိယမသိတာကိုတွေ့သွားတော့ခြေနဲ့သွားပါတယ် အားလုံးကပြောနေခဲ့ပြီးတော့ကာဝါမန်းစုကလည်းသူ့ရဲ့ဓာတ်ကိုတင်လိုက်ကပြောနေခဲ့ပါတယ်။အဲဒီချိန်ဦးစုကတော့လူဗီနိုင်သွားပြီလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းကင်းရဲ့မွနယ်ကီကူကတယောက်ကိုတယောက်ကြည့်ကမျက်ရည်တွေကျနေပါတော့တယ်။အဲဒီနောက်မှာတော့ဦးစုကထွက်သွားဖို့အတွက်လူတည်တယ်လို့ပြောလိုက်ပြီးကီကူနဲ့ကင်းရဲ့မွန်ကိုတဲကချောပါစီကိုပြေးသွားပါတယ်။တစ်ဖက်မှာလည်းဒန်ဂျီရိုကအိုရိုချီကိုဆုံးသက်ပေးလိုက်ပြီးအဲဒီအချိန်မှာရိုင်ဇိုတယောက်ကတော့အတော်လေးကိုမောပန်းနေပါတယ်။တစ်ဖက်မှာလည်းဂျင်မီကလူဖီအတွက်ဝမ်းသာနေပြီးမင်းလုံးနိုင်ခဲ့ပြီလို့ပြောလိုက်ပါတယ်။အဲဒီချိန်ကီကာတော့ထိုင်ချလိုက်ပြီးအမောဖြစ်နေချိန် ကီလာကကီကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဂိမ်းလေးကိုလိုက်ရှာရတာကအတော်လေးကိုကောင်းနေမှလားလို့ပြောလိုက်တော့ကီကစိတ်ပြက်စရာကြီးပါလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲလောကထိုင်နေချိန်ဘေဘူရူကအားရပါရပြေးလာခဲ့ပြီးဘေဘူကလောကိုကပတိန်လို့ဩကာပြေးလာခဲ့တာပါ။ဒါကြောင့်မလို့လောကလန့်သွားပြီးတော့သူ့ကိုလာဖက်နေတဲ့ဘေဘူကိုဖယ်နေစမ်းမှလို့ပြောကဖယ်ထုတ်နေပါတယ်။အဲ့ဒီနေသားကောင်းဆောင်တွေကလည်းအတော်လေးကိုပျော်နေခဲ့ပြီးနာမီကတော့လူဖီနိုင်သွားပြီလို့ဆိုကခုံပေါက်နေခဲ့ပါတယ်။အဲ့နောက်မှာတော့နာမီနဲ့အိုတမာတို့ကဖက်ခါအောင်ဝင်နေကြပြီးဒါဂူမာရကူကပြုံးပြုံးကြီးကြည့်နေခဲ့ပါတယ်။ အဲဒီချိန်ချောပါကဒဏ်ရာရနေတဲ့သူတွေကိုဈေးထည့်ပေးနေပြီးလူတိုင်းကသရီးရကန်သက်ချက်တွေကိုကျော်လွန်သွားခဲ့တာပဲလို့ပြောလိုက်ကသူရဲ့ဈေးဝါနဲ့လူဝင်အားကမလောက်ဘူးလို့ပြောနေခဲ့ပါတယ်။အဲဒီချိန်ဥဆုပ်ကရောက်လာပြီးအရေးကြီးဒဏ်ရာရသူတွေပါလာတယ်လို့ပြောလိုက်ပါတယ်။ဒါပြင်ဖရန်ကီကလည်းဇိုရိုကမလောက်တော့ဘူးလို့ချောပါကိုပြောလိုက်တော့ချောပါတယောက်မျက်လုံးပြူးသွားခဲ့ရပါတယ်။အဲ့နောက်မှာတော့ဘရုတ်ကလည်းပြေးလာခဲ့ပြီးချောပါကိုသူလည်းမီးလောင်ခံရတဲ့အယိုးစုကြီးဖြစ်နေပြီလို့ပြောလိုက်တော့ချောပါကခဏတာကြောင်သွားပါရီအဲ့နောက်မှာတော့သူကဘရုတ်ကိုတောက်ခွက်လာပြောင်းနေရလားလို့ပြောလိုက်ပြီးအလုံးရှုံနေရလို့စိတ်ပေါပေါနဲ့ပြောချလိုက်ပါရီ အဲ့ဒီချိန်ရောဘင်ကတော့တင်းအောင်ကူသွင်းစရာမလိုဘူးလို့ဝင်ပြောနေတာကြောင့်ချော်ပါကတော့ကြောက်စရာကြီးလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ချော်ပါကဘရိုတိုကိုကြည့်ပြီးကြည့်ရတာမင်းတို့ကအဆင်ပြေနေပုံပဲလို့ပြောလိုက်ချိန်တယောက်ကတော့ချော်ပါကိုအမြန်လာကြည့်ဖို့အတွက်ခေါ်နေခဲ့ပါရီဒါကြောင့်ချော်ပါကသွားဖို့လုပ်နေချိန်နောက်တစ်ယောက်ကလည်းထပ်ခေါ်လာပါရီပြီးတော့အားလုံးကသူတို့ရဲ့ဒဏ်ရာတွေအတွက်အော်ခေါ်နေတာကြောင့်ချော်ပါတယောက်မျက်စိတောင်လည်းနေခဲ့ပါပြီဒါကြောင့်ချော်ပါကမီယာကီကိုဒဏ်ရာရနေတဲ့သူတွေအများကြီးကိုချက်ချင်းလာရောက်ပြီးတော့အားလုံးကိုကူညီပေးဖို့အတွက်လှုပ်ခိုင်းလိုက်ပါရီ ဒါပြင် Tristan ကလည်းစီးနဲ့စီးပွားပစ္စည်းတွေအများကြီးကိုရဲရိုက်ထဲကနေရလာခဲ့ပါရီအဲ့ဒီအချိန်မြို့မှာတော့မိပွဲတော်ကြီးကပြီးကနေနေပါပြီအဲ့ဒီအချိန်မှာဒိုကူကနှာခေါင်းရှည်အဖိုးကြီးကိုသူမရဲ့အဖေချောင်းကိုမေးနေခဲ့ပါရီဒိုကူကမိဘုံပေါ်မှာစာရီကိုရေးရင်းသူမရဲ့အဖေကအရင်ရာရူးကြီးတယောက်လို့ပြောလိုက်ပြီးသူကဒီလိုဖန်းခံရတိုင်းမှာတီမဲဆိုတာကိုတိတိကြီးနဲ့အဖန်းခံလိုက်တာလို့တယောက်ကပြောပြခဲ့ကြောင်းသူကပြောလိုက်ပါရီ ဒါကိုကြတော့နှာခေါင်းရှည်ဖို့ကအဲ့ဒီကသာရာဆွေသာအခုလိုမလုပ်ခဲ့ဘူးဆိုရင်ဒိုင်းမီမာတွေ့ကပ်နေတဲ့မျောလင်းချက်ရောင်ကြီးကလည်းပဲပျက်စီးသွားမှလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရာဆွေကအားလုံးကိုကောင်းခံပြီးတေကန်နီးမာတော့မှခလေးရီကိုမျက်လုံးပိတ်ထားကြဖို့အတွက်ပြောခဲ့သေးတာပါ။အိုရန်ရဲ့လောက်မှာတာဝန်ထမ်းဆောင်နေတဲ့သူကအခုဆိုရင်ကြီးမြတ်တဲ့လမ်းကိုသွားကြတော့မယ်လို့ပြောလိုက်ပြီးအသက်ခံလိုက်ရပါတော့တယ်။တကယ်တော့ရာဆွေကအားလုံးရဲ့ဘဝတွေအတွက်အသက်ပေးသွားခဲ့ရတာပါ။ဒါကိုကြတော့ဒူကူကသူမရဲ့အဖေကသူမပြောဖို့အတွက်လှုပ်ခဲ့တာလားလို့မိလိုက်ပါတယ်။ အဲ့နောက်မှာတော့တူကူကဒူမရဲ့အဖေကအရင်ကလည်းဒူမအတွက်လှုပ်ပေးခဲ့တာကိုသတိရနေပါတယ်။အဲ့တုန်းကတူကူကဘိုင်ယန်စာနေရာကြောင့်ဒူမကစမိုင်းသီးကိုစားပြစ်လိုက်ပါတယ်။ရာဇဝီနေနဲ့တီးတီးချင်းအမြန်လိုက်လာခဲ့ပေမဲ့နောက်ကျသွားခဲ့ပါတယ်။သူရောက်တဲ့အချိန်မှာတော့တူကူကအသီးကိုစားပြစ်လိုက်ပြီးဟီမောနေခဲ့ပါပြီ။ရာဇဝီကသူ့ရဲ့ရည်နေတဲ့သမီးကိုတလဲတဝက်ကျိုးနေတဲ့ပန်းသီးကိုတလဲကြည့်ကမင်းတာကိုစားပြစ်လိုက်တာလားလို့မေးလိုက်ပြီးဒါကိုမစားဖို့အတွက်ပြောထားတယ်မလားလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့တူကူကဟီမောနေရင်ဒူမရဲ့အဖေကိုဘိုင်ယန်စာလို့စားလိုက်မိတာပါလို့ပြောလိုက်ပါတယ်။ အဲဒီနောက်မှာတော့တူကူကသူမရဲ့အဖေကိုရီရာရက်လို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ရာစူကြီးကရီမောနေတဲ့သူတွေကိုကြည့်လိုက်ပြီးထိတ်လန့်နေတဲ့သမီးဖြစ်သူကိုအဆင်ပြေသွားအောင်သူကတူကူစားလို့ကြံနေတဲ့ဒီကိုယူစားလိုက်ပါတယ်။ရာစူကြီးကဘိုက်စာနေတော့မစားလို့လည်းမဖြစ်ပါဘူးလို့ပြောလိုက်ပြီးယူစားလိုက်ကသူပါတူတူလိုက်ရီမောပါတော့တယ်။ရာစူကြီးကအဲဒီနောက်မှာတော့အသက်ရှင်မှုအတွက်ပြုံးကြီးဖို့လိုအပ်တယ်လို့ပြောလိုက်ပြီးကနေခဲ့ပါတယ်။ဒါကိုမြင်တော့တူကူကလည်းပြောသွားပြီးတော့သူမရဲ့အဖေနဲ့တူကနေခဲ့ပါတော့တယ်။ ။ရာစီကတော့ဒုက္ခကိုအကောက်ကောင်းတာပဲလို့ပြောလိုက်ပြီးဒီနေ့ကျလို့ရှိရင်ဝါနိုတိုင်းမီရဲ့အကောင်းဆုံးကာသမားဖြစ်လာလိမ့်မယ်လို့လည်းပြောလိုက်ပါရီ။အဲဒီနောက်မှာတော့ဒုက္ခကနှာခေါင်းရှည်ဖို့ကိုဒါဆိုရင်သူမရဲ့အဖေကသူမအတွက်လှုပ်ပေးခဲ့တာလို့ပြောလိုက်ပါရီ။ဒါကိုကြားတော့ဒုက္ခကမိဘမရေးထားတဲ့သူမရဲ့စာကိုပြန်ဖြတ်နေပြီးအစ်စ်ပြန်ပြင်ကြီးလိုက်ပါရီ။အဲဒီနောက်မှာတော့သူမကသူ့ရဲ့စာကိုနှာခေါင်းရှည်ဖို့ကိုပြလိုက်ပြီးဒါဆိုရောအဆင်ပြေလားလို့မိလိုက်ပါရီ။ဒုက္ခရဲ့စာကိုမြင်တော့အဖိုးကမျက်ရည်တွေပါစီးကြလာပြီးဒါကအဆင်ပြေပါလေလို့ပြောလိုက်ပါရီအဲ့ချိန်မုံမူကတော့ဇူးကိုသူကဝါနိုဒီသားကိုမဖွင့်သေးဘူးလို့ပြောလိုက်တယ် ဒါကိုကြတော့ဇူးကလည်းသူကမိုမိုကိုမင်းရဲ့ဆုံးဖြတ်ချက်ကိုယုံတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့မိုမိုကသူ့ရဲ့ဒိုင်းမီကိုသူကွယ်ပေးမယ်လို့ပြောလိုက်ပြီးအဲဒီအချိန်ရေတိုက်တွင်းမှာတော့ဂိုင်ရီရဲ့3ကထပ်ပြီးတိုက်ခိုက်နေတော့မှသူတို့ကအခုထိလက်မလျှော့သေးတာကြောင့်ဆာမူရိုင်းချိုးကအခက်တခဲတွေ့နေခဲ့ပါတယ်။ဒါကိုမြင်တော့ဖရန်ကီကသူကအများကြီးတိုက်ခိုက်နိုင်သေးတယ်လို့ပြောလိုက်ပြီးပောက်ကွဲနေလို့ဘရုတ်ကလိုက်ထိန်းနေရပါတယ်။အဲဒီအချိန်နောက်မှာတော့ဖရန်ကီကဘရုတ်ကိုအဝေးကိုထုတ်ပစ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲယာမာတူကပြေးဝင်လာပြီးသူမဖေရဲ့လူတွေကိုထိန်းလိုက်ပါတော့တယ်။ ။ယာမာတို့ကအားလုံးကိုရက်လိုက်ဖို့အတွက်ပြောလိုက်ပြီးအားလုံးကလည်းလန့်သွားပါသည်။ပြီးတော့ယာမာတို့ကမင်းတို့အားလုံးကိုတခါလှုပ်ပေးထားပြီလို့ပြောလိုက်တယ်။ဒါပြင်မမူကအားလုံးကိုကယ်ပေးထားတယ်လို့ပြောလိုက်ပြီးမင်းတို့ကဒါကိုထပ်တိုက်ချင်သေးတာလားလို့မိလိုက်ပါတော့တယ်။ဒါကိုကြတော့ဂိုက်တွေရဲ့လောက်ငယ်သားတွေကလည်းယာမာတို့ကိုမသိရင်တော့လူဖီရိုဘက်ကလိုပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ယာမာတို့ကအားလုံးကိုလက်နဲ့မချရင်မင်းတို့ဖီနီကိုစောင့်ကန်ပြစ်မယ်လို့ဆိုလိုက်ပါရီ။အဲ့ဒီချိန်မြေကြီးတွေကပြင်းထန်စွာတုန်လှုပ်လာပါရီ။ဒါကြောင့်မူမူကငလီရင်လာလို့မိလိုက်ပြီးဘာဖြစ်တာလဲဆိုတာကိုသိချင်နေတာပါ။ အဲ့ဒီချိန်ဘာဘာနျူကီကတော့ဘာဖြစ်တာလဲလို့တွေးနေချိန်တယောက်ကတော့ဘာဘာနျူကီကိုရေပြင်ကထူးခြားနေတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘာဘာနျူကီကသူ့ကိုပြဖို့အတွက်ပြောပါတယ်။အဲ့ဒီအချိန်ရေအောက်မှာတော့မြေပြင်ကအကွဲလာပြီးရေအောက်မိတောင်ကနေထပောက်ခေတာပါ။ဒါကပဝင်းကြီးတစ်ခုလုံးကိုတုံခါသိပြီးကိုင်ရီရဲ့စိုက်ရုံတွေကိုလည်းလဲကြပြက်စီစီခဲ့ပါတယ်။ပြီးတော့ဘာဘာနျူကီကအံ့ဩနေပါတယ်။အဲ့ဒီနောက်မှာတော့မြို့တော်တစ်ခုလုံးကလည်းရုတ်တရက်တုံလှုပ်လာမှုကြောင့်လန့်သွားခဲ့ပြီးမိကုံလုံးကြီးတွေကပါတက်လာခဲ့တာကြောင့်သူတို့ကပို့လန့်သွားခဲ့ကြပါသေးတယ် ဒါကိုမြင်တော့အားလုံးကလည်းပဲကိုင်ရိုနဲ့အခြားသူတွေဘာတွေဖြစ်နေရလဲလို့တွေးနေကြတာပါ။အဲ့ဒီအချိန်သူတို့ကမိကုံးလုံးတွေကနေငကားတစ်ကောင်ကိုမြင်တော့ကိုင်ရိုတို့ထင်သွားခဲ့ပြီးဒီနေ့တည်းကသူတို့ကလွတ်လပ်ခွင့်ရမှာမဟုတ်ဘူးလားလို့ပြောလိုက်ပြီးလန်ပြီးတော့ထွက်ပြေးကြပါတော့တယ်။အဲ့ဒီနောက်မှာတော့အားလုံးကငကားကိုမြင်တော့လန်ပြေးခဲ့ကြပြီးအဲ့ဒီအချိန်မူမူကအားလုံးကိုရက်လိုက်ဖို့အတွက်ပြောကသူကကိုင်ရိုမဟုတ်ဘူးလို့ပြောလိုက်ပြီးအားလုံးကိုလည်းမစိုးရိမ်မှုအတွက်ပြောလိုက်ပါတယ်။ပြီးတော့မူမူကအားလုံးစိုးရိမ်နေရတဲ့နေရက်တွေကကုန်သွားပြီလို့ပြောလိုက်ပြီးမြေပြင်ကိုဆင်းလာခဲ့ပါတယ်။ ဖုန်လုံးကြီးတွေကတက်လာနေပြီးတော့ငကားကပြောက်သွားလို့အားလုံးကအံ့ဩနေကြချင်းအထဲကနေလူရိတ်ကိုတွေ့လိုက်ရပါတယ်အဲ့နောက်မှာတော့အားလုံးကအထဲကနေလူတယောက်ထွက်လာနေပြီလို့ပြောလိုက်တယ်ဒါကြောင့်သူတို့ကကြည့်နေချိန်မှာ Orion ကထွက်လာတာကိုတွေ့လိုက်ရတော့အားလုံးကလန်သွားခဲ့ပါတယ်သူတို့ကအသက်ရှင်နေသေးတဲ့ Orion ကိုကြည့်ကအံ့ဩနေချိန်မှာပဲ Danger တို့ကလည်းထွက်လာပြီးဇလန်လေးကလည်းဒီမာရီမဲတခန်းရပ်သွားခဲ့ပြန်ပါတယ်အပိုင်းထောင်ခုနဆက်ရှိရဲ့ဆောင်းမှာတော့အားလုံးကယုတ်တိရပေါ်လာတဲ့ငကားကြောင့်လန့်နေပြီးထွက်ပြေးနေကြပါသေးတယ် ဒါပြင်လူရဲတွေကလည်းပေါ်လာတာကြောင့်ကြောက်လန့်နေပါတယ်။အဲဒီနောက်မှာတော့တယောက်ကအထဲကနေထွက်လာတဲ့ Orion နဲ့ Danjiro ကိုမြင်တော့တခုခုမားနေပြီဆိုတာကိုသိသွားပြီးအားလုံးကိုရက်လိုက်ဖို့အတွက်ပြောပါရည်။ပြီးတော့သူက Kaido ရဲ့လူတွေမဟုတ်ဘူးလို့ပြောလိုက်ပြီးအားလုံးကြောက်အောင် Kaido ကမရှိတော့ဘူးလို့လည်းပြောလိုက်ပါရည်။သူရဲ့တန်ကိုကြတော့အားလုံးကလည်းငြိမ်နေပြီးပြီးတာတွေကိုလည်းရက်ပြစ်လိုက်ပါရည်။ပြီးတော့သူတို့ကပြန်လည်လဲကြည့်လိုက်တော့ Orion ကိုမြင်သွားခဲ့ပြီးဒါကဘာတွေဖြစ်နေရလဲလို့မေးခဲ့ပါရည်။ Orion ကိုမြင်တော့မြို့သူမြို့သားတွေကလည်းသူတို့ကတီးသွားခဲ့ပြီလားလို့မေးနေခဲ့ပြီး အဲဒီချိန် KM ကတော့ Orion ကိုမင်းတို့ရဲ့နာမည်အစ်တီနဲ့တောင်မှကြော်ကြားနေတာပါလားလို့ပြောလိုက်ပြီးလူတွေကသူတို့ကိုတော့မှတ်မိတော့မှတ်မိပါအောင်မလားလို့မေးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့အားလုံးက KM ကိုတွေ့လိုက်ရတော့အံ့ဩသွားခဲ့ပြီးဘလို့လို့ပြီးအသက်ရှင်နေရလဲလို့ပြောခဲ့ပါတယ်။ဒီရောက်တော့ကင်းရမွန်တို့ကအဲ့ဒီကရေးလိုက်ထဲမှာပိတ်မိပြီးအားလုံးတည်သွားခဲ့ကြပြီမလားလို့ပြောနေကအသက်ရှင်နေရကိုယုံအောင်မယုံနိုင်ဘူးလို့ပြောနေခဲ့ပါတယ်။ဒါမှမဟုတ်လို့ရှိရင်သူတို့ကပဲတခြားနေရကိုရောက်နေခဲ့ကြတာလားလို့သူတို့ကထင်အောင်ထင်မှားဖြစ်နေခဲ့ကြတာပါ။ဒီရောက်တော့ဘာပဲဖြစ်ဖြစ်ထူးခြားတာတွေကဖြစ်လာတော့မယ်ထင်တယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ခါဝါမက်ဆီရိုကလည်းတယောက်ပြီးတယောက်ပေါ်လာပါသည်။ဒါကိုမြင်တော့အားလုံးကလည်းပါးစပ်အဟောင်းသားဖြစ်နေပြီးသူတို့ကဒန်ဂျီရိုကိုဒါကဘာရီဖြစ်နေရလဲလို့မေးလိုက်ပါသည်။ဒါကိုကြတော့ဒန်ဂျီရိုကသူကအာဂါဇာယာရဲ့အဖွဲ့ဝင်တယောက်လို့ပြောလိုက်ပြီးသူတို့ကအာဂါဇာယာအဖွဲ့သားတွေကိုကြည့်ကဒါကအာဂါဇာယာတွေပဲမှမနိုင်ဘူးလို့ပြောလိုက်ပါသည်။တယောက်ကတော့အလင်းခ ्यू ကိုသွားယူဖို့အတွက်ပြောလိုက်ပြီးဒါကိုအားလုံးသိအောင်ပြကြရမယ်လို့ဆိုလိုက်ပါသည်။ဒါကြောင့်သူတို့ကချက်ချင်းပဲအလင်းခ ्यू ကိုသွားယူကြပြီးဒီဖြစ်ရအားလုံးကိုမြင်အောင်ပြသခဲ့ပါသည်။ တဖက်မှာလည်းဘာဘာနယူကီကဆက်ယုံနေပြုလဲသွားလို့လန့်နေခဲ့ပြီးအားလုံးကလည်းမြို့တော်ကလာနေတဲ့တရင်ကိုစောင့်ကြည့်နေခဲ့ကြပါသည်ပြီးတော့ဘာတွေဖြစ်နေရလဲဆိုတာကိုသူတို့ကသိချင်နေခဲ့ကြတာပါတဖက်မှာလည်းရေတိုက်ထဲကသူတွေကယာမာတူကကိုင်တူရဲ့သားလို့ပြောလိုက်တာကိုလန့်သွားပါသည်ဖရန်ကီကတော့ယာမာတူကိုသူတို့နဲ့ချားချင်တာလို့မေးလိုက်ပြီးဘရိုကတော့တိုက်ပွဲကအခုထိမပြီးသေးဘူးလားလို့ပြောနေခဲ့တာပါဒါပေမဲ့ယာမာတူကတော့သူကရန်သူမဟုတ်ပါဘူးလို့ဘရိုတို့ကိုအသေးစားရှင်းပြနေပါသည်တဖက်မှာလည်းဆန်ဂျီကဂိုက်ဒိုရဲ့သားလားလို့ဆိုကားပြေးလာပြီးနာမီကိုကာဝယ်ပေးမယ်လို့ပြောလိုက်ပါရီ။ယာမာတူကတော့ဘရုတ်ကို သူကဘရိုဒရဲ့အကြောင်းကိုသတင်းစာကနေအများရန်ဖတ်ရတယ်လို့ပြောလိုက်ပြီးမင်းတို့ကလူထူးဆန်းနေလို့ကြားဖို့ရအကြောင်းပြောလိုက်ပါရီပြီးတော့ယာမာတို့ကဘရိုဒကိုကြည့်ပြီးတကယ်လဲမင်းတို့ကထူးဆန်းတဲ့သူတွေပဲလို့ဆိုလိုက်ပါရီအဲဒီအချိန်မှာဘရိုကမင်းလဲဂျိုနယ်ပဲလို့ပြန်ပြောခဲ့ပါရီဒါကိုကြားတော့ယာမာတို့ကအားလုံးကိုသူမနဲ့အတူရွယ်လွင်ကြမှာလို့ပြောလိုက်ပြီးသူမရဲ့နာမည်ကတော့ကိုဇူကီအိုရန်ယာမာတို့လို့ပဲဖြေလိုက်ပါရီဒါကိုကြားတော့နာမီတို့ကလန်သွားခဲ့ကြပြီးသူတို့နဲ့အတူရွယ်လွင်သွားမှာလားလို့မိလိုက်တော့ယာမာတို့ကခေါင်းငိမ့်ပြလိုက်ပါရီအဲဒီအချိန်ဘရိုကလည်းဒီကိစ္စကိုသူသဘောတူတယ်လို့ပြောလိုက်ပြီးစန်ကြီးကလည်းသူရောပဲလို့ဆိုလိုက်ပါရီ ရော်ဘင်ကတော့ယာမာတူကိုကြည့်ပြီးအတော်လေးကိုထူးဆန်းတဲ့သူပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်မီကတော့လူဖီအတီမပြူမချင်းသူတို့ကတော့ယုံမထားဘူးလို့ပြောလိုက်တယ်။ဒါကိုကြတော့ယာမာတူကလည်းဒါလည်းဟုတ်တာပဲလို့ပြောလိုက်ပြီးလူဖီကအဆင်ပြေပါမလားလို့မေးနေခဲ့တာပါ။အဲဒီအချိန်လူဖီကတော့ပလက်လန်ကလဲနေခဲ့ပြီးတော့သူ့ကိုဆေးကိုသွင်းယူနေခဲ့ရပါပြီ။ယာမာတူကတော့ဒီနေ့တိုက်ပွဲကအရန်ကိုမိုက်တယ်လို့ပြောနေခဲ့ပြီးလူဖီရဲ့တိုက်ခိုက်သွားတဲ့ပုံစံတွေကိုမင်းတို့ကိုပြချင်တယ်လို့အားရပါးရပြောနေခဲ့ပါတယ်။အဲဒီအချိန်ဂိုင်ရိုရဲ့လူချိုးကတော့ဒီကနေထွက်သွားဖို့လုပ်နေခဲ့ပါတယ်။ တို့တွေကအချင်းချင်းထွက်သွားကြဖို့အတွက်တိုင်ပင်နေခဲ့ပြီးမဟုတ်ရင်တော့တို့လောက်ခဲ့တယ်လို့ပြန်လုံးလိမ့်မယ်လို့ဆိုတာပြေးထွက်သွားခဲ့ကြတာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲရာမာတို့ကတို့ကိုဟိတ်ကောင်းနေလို့လမ်းခေါ်လိုက်ပါတယ်ဒါကြောင့်မလို့အားလုံးကပြန်လဲကြည့်လိုက်တော့တို့ကဒေါသထွက်နေတဲ့ရာမာတို့ကိုမြင်ပြီးလန့်သွားကြပါတယ်ရာမာတို့ကတော့တို့ကိုမင်းတို့ကိုဘယ်သူကသွားခွင့်ပေးလို့လဲလို့ပြောလိုက်ပြီးဒါကိုကြတော့တယောက်ကရာမာတို့ကိုတို့ကကြိုမဖြစ်ချင်သေးဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြတော့ရာမာတို့ကဒေါသထွက်နေပြီးရက်နေလို့ပြောလိုက်ကမဟုတ်ရင်မင်းတို့ဖေနေကိုပိတ်ကံပြစ်မယ်လို့ဆိုလိုက်ပါတယ် ဒါကိုဟမ်မလက်ကလည်းပဲရောက်လာပြီးစစ်သားတယောက်ကထွက်ပြေးတယ်ဆိုတာရှက်စရာပဲလို့ပြောလိုက်ပါတယ်။သူကဂိုင်ရီရဲ့လူတွေကိုဖျက်ချောက်နေပါတယ်။ဒါကိုမြင်တော့ဂျင်မီကကြည့်ရတာတကယ်ရန်သူမဟုတ်ဘူးထင်ပါတယ်လို့ပြောလိုက်ပြီးတစ်ဖက်မှာလည်းပဲဥဆုပ်ကဟမ်မလက်တို့ကိုကြည့်ပြီးတော့သူတို့ဘာဖြစ်သွားတာလဲလို့အိုဒမာကိုမေးနေခဲ့တာပါ။ဒါကြောင့်အိုဒမာကတလားနေရင်လူလူပြန်ပြီးပူလာပုံစံပြတ်ဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဥဆုပ်ကအန်ဟောနေပြီးဒါကတလားတော်ကြမှာလားလို့ဆိုလိုက်ပါတယ်။ သူရဲ့စကားကြောင့်ဦးတမောင်ကခေါင်းငိမ့်လိုက်ပြီးတော့တချို့ကတလားပြင်ပုံမှန်ပြန်ဖြစ်သွားကြသလိုတချို့ကလည်းပဲအရင်တိုင်းပဲဆက်ရှိနေရလို့ပြောလိုက်ပြီးဦးစုပ်ကတော့ပို့လို့အံ့ဩနေပါရီဦးစုပ်ကတော့ဒါကသူတို့တွေရဲ့စိတ်နဲ့ဆိုင်နာလားလို့မြင်နေခဲ့ပါရီဒါကိုကြတော့ဦးတမောင်ကဒါကအကောင်းဘက်ကိုရွေးချယ်တယ်လို့ပြောလိုက်တယ်အဲဒီနောက်မှာတော့ဦးတမောင်ကိုစပီကပွေဖက်လိုက်ပြီးသူမကတော့ဒီတိုင်းနေချင်တယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဦးတမောင်လေးကသူမရောပဲလို့ပြောလိုက်ပြီးဒါပေမဲ့သူမကစပီကိုကျွန်းတယောက်လိုမျိုးမဟုတ်ဘဲအမေတယောက်လိုမျိုးတစ်သက်လုံးထားချင်တာလို့ပြောလိုက်ပါရီ ။ဦးတမားရဲ့စကားကြောင့်စပီးတယောက်ဟက်ထီသွားပြီးသူမကအရန်ကိုပျော်ရွှင်နေခဲ့တာပါ။ဒါကြောင့်စပီးကဦးတမားကိုအားနဲ့ပြေးဖတ်ထားပြီးဦးတမားလေးကတော့အသက်ရှူကျန်နေခဲ့ပါပြီ။ဒါကိုကြည့်ကဦးစုပ်တို့ကလည်းဦးတမားနဲ့စပီးတို့ကရန်ကိုဝန်တာနေပါရီ။တစ်ဖက်မှာလည်းကင်းရဲ့မုံတို့ကတစ်ဖက်တစ်ချက်စီနေရာယူလိုက်ကြပြီးမုံမိုးကိုကြိုဆိုခဲ့ပါရီ။ပြီးတော့သူတို့ကမုံမိုးအတွက်အထွက်လာကိုဒူးထောက်ကစောင့်ကြနေကြတာပါအားလုံးကဒူးထောက်နေကြတဲ့ကင်းရဲ့မုံတို့ကိုကြည်ကပို့ပြီးတော့စိတ်လှုပ်ရှားနေပါတယ် အဲ့ဒီချိန်ဖုံမုံနေကြကနေလူတယောက်ကပုံစံပေါ်လာပြီးသူကအားလုံးကိုကမဲတော့တည်ဆုံသွားတာ20ရှိပြီလို့ပြောလိုက်ပြီးဒီတော့အတွင်းမှာအစီအပြေပြည့်တန်းနိုင်ခဲ့တယ်လို့ဆိုလိုက်ပါရီဒါကိုကြတော့အားလုံးကလည်းမုံမူကဘာတူလဲဆိုတာကိုရိတ်စားမိခဲ့ကြပါရီအဲ့ဒီချိန်မုံမူကမီးပွဲတော်ကပြီးဆုံးသေးမှမဟုတ်ဘူးလို့ပြောလိုက်ပြီးမနေ့ပြန်ကနေစပြီးကြိုက်တဲ့လုပ်ငန်းကိုစတင်လုပ်ကင်မှုအတွက်ဆိုလိုက်ပါရီဒါကိုကြတော့အိုရိုချီကသူတို့ကိုခွင့်မပြုမှဆိုရည်နယ်လို့ဆိုလိုက်ပါရီမုံမူကတော့စာကြီးတွေကိုလည်းအားလုံးကိုစိတ်ကြိုက်တောက်ဖို့အတွက်ပြောလိုက်ပြီးရေးသံကိုလည်းအလကားပေးဝေတော့မယ်လို့ဆိုပါရီ ဒါပြင်စက်ယုံကမကောင်းတဲ့ရေတွေကိုလည်းမထုတ်တော့ဘူးလို့ပြောလိုက်ကဝါနိုဒီသားကကျွန်းခံရတဲ့နေမြင်မဟုတ်တော့ဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့ဦးတမာကသူမရဲ့အကြောင်းကိုသတိရနေပါရီတရဲဦးတမာကသူမရဲ့မိဘတွေကိုသွားဆောင်နေတာပါတခြားလို့သူမတွေပြန်လာတဲ့တိုင်အောင်သူမရဲ့မိဘတွေကပြန်မလာခဲ့ပါဘူးညရောက်တဲ့အခါမှာတော့ဦးတမာကသူမရဲ့မိဘတွေစက်ယုံမှာဆုံးမသွားပြီဆိုပြီးတော့တယောက်ကလာပြောပါရီဒါကိုကြတော့ဦးတမာတယောက်ခြေခွဲသွားခဲ့ရပါရီဒါပေမဲ့ဦးတမာလေးဟာတရဲမှာတော့အုတ်ထုတ်လေးတွေကိုလုပ်ပြီးရောင်းချပါရီ ဒါပေမဲ့အားလုံးကလည်းပဲဆင်းရဲတွေနဲ့နေကြတာကြောင့်သူမရဲ့အုပ်ထုပ်တွေကတိတ်မယောင်ရခဲ့ပါဘူး။ဥဒမာကအလုပ်ကိုကြိုးစားပြီးလုပ်ပေမဲ့သူကငတ်နေတဲ့ရက်ကများခဲ့ပါသေး။တရက်မှတော့ဥဒမာကမိုးကြီးထဲမှာအယုတ်တွေကိုသူမလုထားတဲ့အုပ်ထုပ်တွေကိုစောင်းပေးနေချိန်သူမရဲ့အနာကိုနှာခေါင်းရှည်ဖို့ကရောက်လာပါသေး။သူကဥဒမာကိုမိဘမေလာလို့မိလိုက်ပြီးအာတင်းထားဖို့အတွက်ပြောလိုက်ကအာဃာစာယာရီပြန်လာလိမ့်မယ်လို့ဆိုလိုက်ပါသေး။ဒါကိုကြတော့ဥဒမာကလည်းလက်ခံလိုက်ပြီးသူမကမျှော်လင့်ချက်တွေရလာခဲ့ပါသေး။သူမကကိုဇူကီကနေပြီးတော့ဒီနေ့မှမကောင်းဆိုးဝါးမျိုးနွယ်တွေကိုဖယ်ရှားပေးမယ်ဆိုတာကိုလည်းယုံကြည်နေပါသေး။ အဲ့နောက်မှာလူဖီရောက်လာတော့လေအိုတမာကသူမအလိုရှိတိုင်းစားသောက်နိုင်တဲ့နိုင်ငံဖြစ်အောင်လှုပ်ပေးနိုင်မယ်လို့ဂရီထပ်ပေးခဲ့ပါတယ်။ဒါကိုသတိရသွားတဲ့အိုတမာကဝမ်းသာလုံးလုံးငိုနေခဲ့ပြီးနာမီကတော့သူမကိုပြေးထားပေးခဲ့ပါတယ်။အဲ့ချိန်မိုမိုကအခုဆိုရင်အိုရိုချီရဲ့မကောင်းမှုတွေရောဂိုင်ရီရဲ့ချင်းချောက်မှုတွေရောမရှိတော့ဘူးလို့ပြောလိုက်ပြီးမိုမိုကသူပင်လယ်ပြင်ကနေလာခဲ့ရတဲ့တငယ်ချင်းတွေရဲ့အကူအညီနဲ့ပဲမကောင်းဆိုးဝါးတွေကိုရှင်းထုတ်နိုင်လိုက်ပြီလို့ဆိုပါတယ်။ဒါကိုကြတော့အားလုံးကဝမ်းသာသွားပြီးသူတို့ရဲ့ငရဲလူနေရက်တွေကကုန်သွားပြီဆိုတာကိုသိသွားတာပါအားလုံးကပျော်လွန်းလို့မျက်ရည်တွေပါကျနေခဲ့ပြီးဝမ်းသာနေခဲ့ကြပါတယ် အဲ့နောက်မှာတော့မိုမိုကဒီကိစ္စအတွက်ကူညီပေးခဲ့တဲ့သူတွေကိုကျုပ်တို့ကပဲတော့မှမိမမဟုတ်ဘူးလို့ပြောလိုက်ပြီးဂဲရိုကပေဒရိုကိုမြင်ရောင်တွေကချိန်နေခဲ့ပါတယ်။အဲ့နောက်မှာဆိုရင်တော့မိုမိုကဂီယမွန်ကိုသူပါဆက်လို့ရမလဲလို့မေးလိုက်တော့ဂီယမွန်ကဒီတိုင်းပဲဟန်ပြလိုက်ုံပဲလို့ဆိုပါတယ်။ပြီးတော့ဂီယမွန်ကမိုမိုကိုကြည့်ပြီးမျက်ရည်တွေကျနေပါတယ်။မိုမိုကတော့သူ့ရဲ့ဖခင်ပေးထားခဲ့တဲ့သူ့ရဲ့အမိကပြိုင်မကင်းလို့အမိရတယ်လို့ပြောပြလိုက်ပြီးသူ့ရဲ့နာမည်ကပြက်စီးနေတဲ့မိကိုတော့အေးချမ်းသွားစေလိမ့်မယ်လို့ဆိုပါတယ်။ဒါပြင်အားလုံးကိုပြန်ပြင်ဆင်ဖို့အတွက်လူတိုင်းရဲ့ကူညီလေးလိုအပ်တယ်လို့ပြန်ပြောလိုက်ပါတယ်။ ပြီးတော့မမူကဒီကနေ့ကနေစပြီးဝါနိုဒီတာကိုသူကအုပ်ချုပ်မယ်လို့ပြောလိုက်တယ်။ဒါကိုကြတော့အားလုံးကလည်းပြောသွားခဲ့ကြပြီးသူရဲ့အရှင်သခင်အစ်စ်ပြန်လာတာကိုဝမ်းသာအားရလက်ခံခဲ့ကြတာပါ။ဒါကိုကြည့်ကကီယက်မွန်တို့ကလည်းဝမ်းသာအားရငိုကြွေးခဲ့ကြပါရီ။တစ်ဖက်မှာလည်းနာမီတို့ကဒါကိုကြည့်ပြီးမမူအတွက်ပြောပေးနေပါရီ။အဲဒီနောက်မှာတော့ကောင်းကင်ကရောင်နီထွက်လာပြီးပွင့်ချက်တွေနဲ့ပြေးနေပါရီ။အိုရီယန်ကတော့သူမရဲ့အကိုဖြစ်သူကိုပြေးဖက်နေခဲ့ပါရီ။ အဲဒီနောက်မှာတော့ဝါနိုဒီသားရဲ့ရှိုးကန်အစ်စ်ကပေါ်လာပြီးသူကနောက်လိုက်တင်နေတူတူသူ့ရဲ့နန်းတော်ကိုပြောင်းဝင်ခဲ့ပြီးတော့ဇာလန်လေးကလည်းဒီမာရီမဲတခန်းရလို့သွားခဲ့ပြန်ပါတယ်။